เนาะသူတွေနောက်စိတ်ဝင်စားတယ်เนาะစိတ်ဝင်စားစီတယ်စိတ်ဝင်စားမှုမြင့်တက်စီတယ်ကြီးရခြင်းနဲ့ဆက်ရောဒီသူတွေနောက်ကိုထောက်ပံ့ဖြစ်ပါတယ်အဲ့တော့ဒီဘက်ကလည်းဒီသူတွေနောက်ဘာလို့ပြောနေလဲဆိုတော့ကျောင်းသားတွေတူတူဆန်းဆန်းနေပြောရှင်ရှင်နဲ့အဆရာဆရာမတွေလက်ရှိမြမပြီးပညာရေးစနစ်အရာ တက္ကသိုလ်ကျောင်းသူကျောင်းသားတွေဟာသူတေသနာ ပြုလုပ်တဲ့နေရာမှာအားနေနေပါတယ်။ဘတ်ဂျက်အလုံးလောက်မရှိသလို တခြားနည်းပညာပိုင်းဆိုင်ရာအခက်အခဲတွေကြောင့်သူတေသနလုပ်ငန်းမှာအတွေ့အကြုံနှဲပါကြပါတယ်။ရန်ကုန်တက္ကသိုလ်နဲ့စိမ့်လန်းအမိမြေတိုးတက်ဖွံ့ဖြိုးရေးအသင်းတို့ပူးပေါင်းပြီးရန်ကုန်တက္ကသိုလ်ကျောင်းသားတွေသဘာဝပတ်ဝန်းကျင်ဆိုင်ရာသူတေသနတွေလှုပ်ဆောင်နိုင်ဖို့ဘတ်ဂျက်ငွေသိန်းတရာကိုလှူဒန်းခဲ့ကြပါတယ်။သူတေသနနဲ့ပတ်ဝန်းကျင်ရေးရာတွေကိုစိတ်ဝင်စားလာပြီးလုံထုံးလုံနီးတွေကိုရင်ပါလာဖို့ အခုလိုထောက်ပံ့ခဲ့တာပါလို့စိန်လန်အမိမေဖွံ့ဖြိုးတိုးတက်ရေးအသင်းကပြောပါတယ်။သူတေသနရလတ်တွေအသုံးဝင်မဝင်ဆိုတာထက်တခြားမျှော်လင့်ထားတာတွေရှိတယ်လို့လည်းဆိုပါတယ်။တော့နံပါတ်၁ချက်ကဆောင်းအောင်ပြောလို့ပေါ့အကြောင်းသားတွေဒါသူတေနနဲ့ပတ်ဝန်းကျင်ရေးရအောင်စိတ်ဝင်စားမယ်သူတေနလုတ်လုံးထုံးလုံးနည်းရင်းနဲ့ယင်ပါလာမယ်ပေါ့နော်တော်တော်လေးပဲအချိန်တိုင်းတာလည်းနေတယ်အဲကျွန်တော်တို့ပံပိုးနိုင်တာလည်းနေတဲ့အတွက်ကတော့သူရိနာရလက်တွေကတော့အများကြီးကျွန်တော်တို့ဟို ဟိုအတုံးဝင်ဖို့ကတော့အကန့်အသတ်တွေရှိနေအောင်မယ်တို့လည်းပဲဒီပတ်ဝန်းကျင်ရေးရစိတ်ဝင်စားလာတယ်ဆိုရင်ကျွန်တော်တို့ရဲ့မျောလင်းချက်ကပြည့်မိပါတယ်လက်လက်ရှိအဖြစ်အဆောင်ပြောလို့နိုင်ငံတကာတက္ကသိုလ်တွေနဲ့ပူးပေါင်းပြီးတော့ဟိုမှာ University of Finland နိုင်ငံ University of Helsinki တို့နော် American နိုင်ငံက George Washington University ပေါ့ Washington DC မှာရှိတဲ့ George Washington University တို့နဲ့ပူးပေါင်းပြီးတော့ရန်ကုန်တက္ကသိုလ်မှာဒီလိုပတ်ဝန်းကျင်ရေးရနဲ့ဆိုင်တဲ့ဘာသာရေးပိုင်းဆိုင်ရာတွေပူးပေါင်းလုပ်ဖို့အတွက်ကျွန်တော်တို့ကကြားရတဲ့ အာဆောင်ရွက်ပေါင်ကူဆောင်ရွက်ပေးနေတာဖြစ်ပါတယ်အဲ့တော့ဒီနေ့အဲသူတွေနာလုပ်နေတဲ့နော်ကြောင်းသားတွေနာသူတွေနာဝိုင်းပန့်ပိုးတဲ့ဆရာတွေကလည်းဒီလုပ်ငန်းစဉ်ကြီးဖြစ်ပေါ်လာတဲ့အခါမှာသူတို့ကတကယ်အားပို့ပြီးတော့ဝိုင်းပြီးတော့ဆောင်ရွက်ပေးဖို့အထောက်အကူဖြစ်မလို့ကျွန်တော်တို့ဒါယုံကြည်မျှော်လင့်ပါတယ်ဒီသူတွေနာလုပ်ငန်းအတွက်ဘာသာပေါင်းစုံကပထမနှစ်နဲ့ဒုတိယနှစ်ကြောင်းသား32ဦးတို့ဟာသူတေသနအဆိုပြုလွှာတွေကို တင်သွင်းထားပါတယ် အခုလိုမျိုးပြင်ပအဖွဲ့အစည်းတွေကသုတေသနလုပ်ငန်းအတွက်ထောက်ပံ့တာဟာပထမဆုံးအကျင့်လေးဖြစ်ပါတယ်။လူစွာအရင်မြစ်ဖွံ့ဖြိုးတိုးတက်ဖို့ပဲအဓိကထားထောက်ပံ့ခဲ့တာမို့သုတေသနလုပ်တဲ့အတွေ့အကြုံနဲ့ proposal ဘလို့ရေးရတယ်ဘလို့တင်ရတယ်ဆိုတဲ့အတွေ့အကြုံတွေရစီတယ်လို့ဒေါက်တာနီတာနွေကဆိုပါတယ်။အခုညနေထားတာကတော့ပထမတော့ကျမတို့လူဆောင်အရင်မြေဖွံ့ဖြိုးတိုးတက်အောင်ကြီးပဲတာပေါ့နော် အဲ့တော့ကြတော့ဒီသူတေသနာ budget ကိုပေးပြီးတော့ကျောင်းသားတွေသူတေသနာလုပ်ခြင်းအဖြစ်သူတို့တွေကအခုဆိုရင် proposal ရေးရတယ်ဆိုတဲ့ဟာလေးသူတို့ရပါပြီပေါ့နော်အဲ့ဒီမှာလည်း proposal ဘယ်လိုရေးရတယ် proposal ကိုဟိုဘယ်လိုတင်ရတယ်ဆိုတဲ့ အတွေ့အကြုံလေးတွေတို့ရသွားပြီအဲ့ဒီကနေမှတဆင်ဒီ proposal ကိုအောင်မြင်အောင်တို့အခုဘယ်လိုလုပ်ကြမလဲဆိုတာအခုဒီနေ့ပွဲကတို့ဘယ်လိုလုပ်မလဲဆိုရင်အဲကုံကြစိတ်လေးကိုကျမတို့ထောက်ပံ့ပေးလိုက်တာပေါ့နော်အဲ့ဒီကနေပြီးတော့တို့အသုံးပြုရတဲ့အခါကျတော့တို့ရဲ့သူတည်တနာရဲ့အဲဟိုနေအလင်းရောင်လေးတွေကိုကျမတို့ဒီစင်မှာတရားနေတွေ့ရမယ်ပေါ့နော်